ော်ဗီဒီယိုကလစ်ကိုကျွန်တော်တို့အတူတကကြည့်ရှုလက်ဖြားခင်ကုန်တော့ကျွန်တော်ချင်မရအောင်ကျွန်တော်နာမည်ကိုဟင်းကြီးဖြစ်ပါတယ်ကျွန်တော်ကလက်ရှိ WTC ပတ်ဆဲဘက်မှာကျောင်းတက်နေတဲ့ကျောင်းသားတယောက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီကျောင်းကိုရောက်ရှိလာပုံလေးနဲ့ကျွန်တော်ဘဝအစဉ်အဆက်ပြောင်းလဲလာပုံလေးကိုကျွန်တော်ပြောရင်းနဲ့ကျွန်တော်တက်တယ်လေးနိုင်ခဲ့ခံချင်ပါတယ်ကျွန်တော်2023မှာကျွန်တော်အိမ်ထောင်ကြတယ်ကျွန်တော်အိမ်ထောင်မကြခင်မှာကျွန်တော်က ဒီလောကထဲမှာကျွန်တော်ကျင်နေခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီမင်္ဂလာမဆောင်ခင်6လလောက်ကစပြီးတော့ကျွန်တော်ဈေးဟိုစနေတကြကျွန်တော်ဈေးချတယ်ဘယ်သူမှမသိအောင်ချတယ်ကျွန်တော်ဂျူမန်အမျိုးကျွန်တော်မိမမသိအောင်ကျွန်တော်ချတယ်ပေါ့နော်ဒုနယ်ပဲကျွန်တော်နေ့ရောက်အိမ်အောင်ကြပါရတယ်အဲကျင်အောင်ကြပြီးနောက်ပိုင်းမှာကျွန်တော်သမီးလေးတယောက်ထွန်းကားလာတယ်ပေါ့နော်သမီးနှစ်လား လောက်ရှိတဲ့အချိန်မှာပေါ့နော်ကျွန်တော်အဲ့ဒီအဲ့ဒီကြတော့ဘယ်လိုဖြစ်လဲဆိုတော့တမျိုးအမျိုးသမီးကတကယ်ချင်းသွားလဲမယ်ဆိုတော့ကျွန်တော်တကယ်ချင်းကိုပပုတ်ပြလိုက်တယ်ပပုတ်ပြီးတော့ကျွန်တော်အားအေးဆေးပေါ့အမျိုးသမီးကတကယ်ချင်းသွားပြီဆိုတော့အိမ်မှာထုံးစံတိုင်းပဲသိချရပြုတ်ရပေါ့နော်အဲ့ဒီမှာအမတ်မထင်ပေါ့အဲ့ဒီကြမှာအမျိုးသမီးကတကယ်ချင်းနဲ့အိမ်ကိုကျွန်တော်သွားမခေါ်ပဲပြန်ရောက်လာတယ်ပေါ့နော်ပုံမီးမှကြတော့မှသူရောက်လာတယ်ရောက်လာပြီးမှကျွန်တော်သိချတော့သူမိသွားတယ်ပြောရအောင်ကျွန်တော်လည်းလုံးဝ shock ရိုက်သွားတာပေါ့နော်ကျွန်တော်စီစဉ်စားတာလည်းဖြစ်မလာဘူးပေါ့ဒီချတာမိသွားတော့ โอเคအဲ့မှာစကားအကြီးကျယ်များတယ်အဲ့အချိန်မှာကျွန်တော်ကဘယ်လိုလုပ်ရမလဲကျွန်တော်တောင်းပန်တယ်ရသလောက်တောင်းပန်တယ်ဗောတမီးလေးကိုလည်းမခွဲနိုင်ဘူးလေနော်ဒီဘက်ကလည်းဈေးကလည်းမပြတ်နိုင်အဲ့တော့မိမကပြောတယ်ကျွန်တော်နောက်ဆုံးအခွင့်အရေးလက်ချန့်လေးပြီးလို့ရမလားလို့ပြောလိုက်ခါမှာသူကသူကူးခွဲတဲ့ဒီဒီခင်ယေရှုဖះကိုခေါ်ပြီးတော့တောင်းကြည့်ပါစမီးစံခိုင်းတယ်တမောင်ဆုံးကတော့တကယ်ပေါ့နော်ဒီအမီတာတမီးသားမိသားစုလေးမပြိုခွဲသွားအောင်တမီးလေးလည်းမဆုံးရှုံးအောင်ဆိုပြီးသူ့ရှိမှာโอเคကျွန်တော်သူတောင်းမယ်ဆိုပြီးတော့ dance တောင်းတယ် ရှင်နေရလုံးဝမပေါအောင်ဒီလည်းပဲဆူတောင်းပြီးသွားတာပဲဆိုပုံစံလေးနဲ့ဆူတောင်းလိုက်တယ်။အဲ့လေโอเค तू ကြောင်းလဲလာမလားသူစောင့်ကြည့်တယ်ကျွန်တော်ကျွန်တော်ညာတိုင်းဆူတောင်းတယ်မသိတယ်လို့သိတယ်လို့နဲ့ဖြီးဖြီးဖြီးချလိုက်အဲဒီနေ့ကအေးစိပုံမှန်လေးနေလိုက်ညာကျသူရှိမှဆူတောင်းပြလိုက်အဲအဲ့ဒါလေးပဲစဉ်းစားမပြတယ်ကျွန်တော်လုပ်ပြတယ်တော်မှန်မရရ၄ရက်မြောက်၅ရက်မြောက်နေ့ကျတော့ကျွန်တော်အဲ့ဒီကြမှာ guest student seriously ထားပြီးတခါတော့ဆုတောင်းကြည့်မယ်ကွာသူပြောတဲ့ဒီတခင်ယေရှုဆိုတာတခင်ရှိရှိလားဆိုကျွန်တော်စမ်းသပ်ကြည့်မယ်ဆိုအဲ့ဒီကြတော့ကျွန်တော်အလုံးဝစဉ်းစားထားပြီးတော့မှဆုတောင်းတယ် ယေရှုစွာတကယ်ရှိလားကယ်ရှိတယ်ဆိုရင်ကျွန်တော်ခေါ်တာကိုကြားပြပါရှင့်ဒီစေပြတ်ခွင့်ပေးပါဆိုကျွန်တော်တလုံးနဲ့ဆွတောင်းပြီးတော့အဲ့ဒီထိုးအိပ်လိုက်တယ်ပေါ့နော်အဲ့ဒီမနဲ့နိုးလာခွန်အားအပြည့်နဲ့နိုးတယ်အားရှိလန်းဆန်းနေလန်းဆန်းနေအတက်ကြွားနေတယ်ပြီးတနေ့စလုပ်ငန်းစဉ်တွေလုပ်တယ်သုံးဝင်းလေးရက်လောက်ကသိကြတဲ့အကန့်တကန်လုံးဝပြည့်အောင်နေတယ်လို့ဖြစ်နေတယ်ပေါ့နော်လုံးဝသတိကိုမရတော့တာပုံမှန်ကိုမှခွန်အားပြည့်စွာသွားလာနေနေတယ်ပေါ့နော်အဲ့ဒီမှာပြီးတော့အဲ့ဒီလေးရက်မြောက်နေကြတော့ပဲကျွန်တော်ကဟာ ငါစီးချဖို့မိနေတာပဲဆိုတော့ခုပေါ့သူ remind ပြန်လုပ်တယ်ဦးတော့ကမမဲလို့ပြီးတော့ကျွန်တော် okay ငါတော့မှဖြစ်မယ်ငါစီမှာလည်းဝယ်ထားတဲ့ပစ္စည်းတွေရှိတယ်ပေါ့ ready ပဲအဲ့တော့ကလည်းအမျိုးသမီးကလည်းကလေးတွေလိုတဲ့ပစ္စည်းတွေသွားဝယ်မယ်ဆိုပြီးသူတကယ်ထွက်သွားတယ်အချိန်တွေကတော့အကုန်ကောင်းတယ်အကုန်လုံးကိုယ့်ဘက်မှာကြည့်ပဲဆိုပြီးအပေါ်အပေါ်ပြစ်တက်သွားပြစ်တက်သွားပြီးတော့ဘီလိုဖွင့်နေဖွင့်တော့ကျွန်တော်ခါးနေလုံးနေတဲ့ဒီဆေးလို့ကြည့်ပြီးတော့ဘလိုပြောမလဲပြို့တာဘုံမှကြည့်လို့လည်းမရအောင်ထိလို့လည်းမရအောင်ကြည့်လိုက်တိုင်းအဲ့ဆေးအနံ့ခေါင်းထဲဝင်လာတိုင်းပြို့ရအောင်အန်ချင်တာဒါဘာဖြစ်တာလဲဆိုတော့အထပ်ပြီးကင်တယ်ပြို့တယ် ပြီးတော့ကိုကစစ်တုံးမြင်တော့နှက်မျောတာပေါ့နော်ဝယ်ထားတယ်ဟာလည်းမနေကိုခက်ခက်ခဲလဲဝယ်ထားရတယ်ဆိုတော့ okay ဒါကြီးကဘာလုပ်ရမလဲဆိုတော့အဲ့ကျွန်တော် okay လှုပ်ပြလို့မဖြစ်တော့ဘူးကျွန်တော်လည်းတွဲပြီးတော့လုပ်နေကြညီလေးတယောက်ဆောင်ပေးတဲ့နေပဲပေးလိုက်တော့မယ်ပေါ့နော်ဟာသူမြောက်လည်းဆောင်ပေးမယ်ဆိုလည်းမပေးဖြစ်လက်ကမညွန့်အဲ့လိုပဲချီတုံချတုံဖြစ်တော့ရှိတယ်လက်ကတော့သူ့ဘောသူဒီအင်နာဂျီဘက်တို့ထည့်ပြီးရေဆွဲချပလိုက်ရောရေဆွဲချပလိုက်ပြီးတော့အဲ့ချိန်မှာမှအတိတ်ကမှဟာငါဆူတောင်းပြီးခဲ့တဲ့လေးကငါဆူတောင်းခဲ့တာပဲဒါကတကယ်များဖြစ်နေမလားပေါ့နော်ဆိုပြီးတော့ကျွန်တော်ကစိတ်ထဲမှာစပြီးတော့ လိုချမှုတစ်ခုဖြစ်လာတာပေါ့နော်သူကနေပြီးတော့ကျွန်တော်ပြီးခဲ့တဲ့10နှစ်ကျော်လောက်မှစပြီးတော့ပြင်ရှုကိုကျွန်တော်တည်လာခဲ့တာပေါ့နော်ကျွန်တော်ကဒီအုံနောက်နဲ့ပဲဖခင်ကိုတည်လက်ခံတယ်ဒါပေမဲ့ဒီချိန်မှထဲမှာလုံးဝမဖြစ်နေဘူးတခုအမြင်နဲ့လိုရပဲခံစားငါဘာလုံးနေလဲဆူတောင်းတာလည်းရင်မထဲမှာဘာမှမမြောက်နိုင်ဘူးပေါ့နော်ဒီ2024မှာကျွန်တော်တာချီလီမှာအလုပ်နဲ့သွားရတယ်ပေါ့နော်သွားတော့တာချီလီမှာကျွန်တော်ကအလုပ်ကလည်းဟို အများနဲ့သွားနေကြမှာလို့တော့ကျွန်တော်ကကိုဝိုင်းကိုအခန်းလေးထဲမှာခုံတဲ့အချိန်ကပူများလာတော့ဂျာဒေးဗစ်လာရဲ့နှုတ်ကပတ်တော်တွေကိုနားထောင်ကြည့်ပါလား YouTube မှာရှိတယ်ဆိုတော့ကျွန်တော်နားထောင်ခိုင်းတယ်အော် तू ကလည်းအိမ်မှာဆိုတဲ့ तू အများနဲ့ဖွင့်နေတာပေါ့ကျွန်တော်နေစုံနေဖျားတော့အများနဲ့ကြားနေကြပါတော့နောက်တော့ကြည့်လေကျွန်တော်ဒီလိုင်းမှာကိုအလုပ်အလုပ်နဲ့ပဲဟိုလုံးချလိုက်ချလိုက်နေဆိုတော့တကယ်လည်းနားမထောင်ဖြစ်ဘူးပေါ့နော် CCI ရဲ့နှုတ်ကပတ်တော် Okay အချိန်လေးရတယ်ကွာဆိုပြီးတော့ဒီ laptop နဲ့ကျွန်တော်လည်းဖွင့်ထားလိုက်တယ်သူ့ပဲနားထောင်ရင်းနဲ့2ရက်3ရက်လောက်နေတယ် ကျွန်တော်ကโอเคဆရာကဒီ YouTube မှာကျွန်တော်ကြည့်နှစ်နာရီလောက်ကိုပဲသူ non stop ဟို land shop ပြီးတော့ဟောနေတာမနာတန်းဟောဆရာတော့အဲ့လောက်ကြီးမလန်ဟိုဒီဘလိုပြောမှန်းမနာတန်းနေဒါဆိုဟောနိုင်နေတာပဲငါဒီနှစ်နာရီတော့ဒီ channel ကြီးထိုင်ပြီးတော့နားထောင်မှာကွာအစားဆုံးဆိုပြီးတော့မှကျွန်တော် serious စနားထောင်နေတယ်နားထောင်နေချိန်မှာဘာစာငတ်လာလဲဆိုတော့ကျွန်တော်ကကျန်းစာလည်းမဖတ်ဘူးညာလက်ခဲတစ်ခါမှမဖတ်ဘူးလားကျန်းစာတွေကနံပါတ်တွေပြောနေရမှန်းတော့သိတယ်ပေါ့နော် Let's introduce you ရှားမလဲဆိုတာလည်းမိမကျွန်တော်နှမ်းဖုတ်ဆက်မေးတယ်မိမရေး ဒီဆရာပြောပြောနေတဲ့ဒီနံပါတ်တွေကအော်တစ်ကောအခန်းကြီးဘလောက်ဘလောက်ဆိုတာတွေအာဘာကိုပြောတာလဲဆိုတော့အဲ့မှာမိမအရန်ဝမ်းတာရတာပေါ့နော်မှားနေပြီโอเคကျန်းစာကိုခိုင်းဖတ်တက်ချင်လားဖတ်တက်ချင်ရင်မိမမပြောဘူးပေါ့နော်ဒီတိုင်းပဲဆုတောင်းပါဆုတောင်းဘယ်ရောက်တကယ် serious ဆုတောင်းကြည့်ထပ်ပြီးတော့ဆုတောင်းဆိုတော့ကျွန်တော်လည်းအဲ့ဒီမှာအရန်ကိုရန်စာငတ်နေတော့တူးစီဖုန်းချက်လာကျွန်တော်ဆုတောင်းတယ်ကျန်းစာကိုဖတ်တက်တဲ့စင်ကျင်ချက်ချင်တယ်ဒီဂျီမာတိတိရောက်အောင်ကျွန်တော်ပို့ကျင်တဲ့စိတ်ဖတ်တက်ချင်တယ်ဆိုပြီးတော့ဒီကစီတကယ် timing ဆုတောင်းတယ်ပြီးတော့ကျွန်တော် ဆရာပြောနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကျွန်တော်ဘာလဲသိရှင်တယ်ဆရာတို့ပြောနေတဲ့မျက်မှောက်တော်ဆိုတာဘာလဲကျွန်တော်အရင်သိရှင်တယ်သိရှင်တော့ကျွန်တော်အဲအဲ့ဒါတွေသိခွင့်ပေးပါကျွန်တော်ဆူတောင်းနေဆူတောင်းနေနေညမပြတ်ဆူတောင်းနေအဲ့အချိန်မှာကျွန်တော်ဘာအောင်စပြီးတွေ့လာလဲဆိုတော့ဒီ WCDC Training Center ဆိုတာလေးကိုကျွန်တော် Facebook မှာကျွန်တော်တွေ့လိုက်တယ်ဗျညာဒီဗလာဖွင့်ထားတဲ့အကြောင်းဆိုတာလည်းသိလိုက်တယ်ကျွန်တော်ဒီအကြောင်းဘာတွေသင်လဲဘာတွေညာတွေသင်တခုမှမကြည့်တော့ဒီအကြောင်းငါတက်မဲ့အကြောင်းပဲဆိုပြီးကျွန်တော် အကြောင်းတက်ဖို့ဖြစ်လာတယ်။ဖခင်ကကျွန်တော်ကိုအဲ့ကြောင်ကြီးရောက်ကျွန်တော်ပို့ပေးတယ်။ကြောင်ရောက်လာမှကျွန်တော်လူချင်းတာတွေအကုန်လုံးကိုရတယ်။ဒီဝင်းချင်းဝင်းချင်းတော်ဆိုတာဘလူလဲဘာလဲကျွန်တော်နားမှာဘလူရှိနေတယ်ကျွန်တော်တို့ဘလူအလုံးလုံးနေလဲအနှုတ်ကပတ်တော်ဆိုဘလောက်ထိထူးခြားလဲပေါ့နော်ဘလောက်ထိထက်မြက်လဲနှုတ်ကပတ်တော်နဲ့တသက်တာဘလူတိဆောက်ရလဲအဆအဆုံးပေါ့ဗျာအကုန်လုံးနည်းနည်းချင်းချင်းလ ీల ခွင့်ကိုရခဲ့တယ်ပေါ့အခုကျွန်တော် ဆက်လက်လေးလေ့လာသွားမယ်။ရင်တော့ဆရာတို့တရားဟောတယ်။မင်းတို့ဘုရားသားဆိုမှဒီအုံတော်ထဲမှာပဲတည်တာ။ဒီကြောင်းတက်ခြင်းအပြင်ကျွန်တော်ဆင်ခြင်းတယ်။နောက်ဘက်တော့ဆင်ခြင်းတယ်။ဘုရားမျက်မှောက်တော်မှာအချိန်ယူတယ်။အဲ့မှာကျွန်တော်ရှင်းခြင်းတဲ့တခုတည်လိုက်တာရင်ပိုင်းထဲတည်တာကျွန်တော်ကျွန်တော်ဒါဘုရားသခင်ရဲ့သားဖြစ်တယ်ဆိုတော့ကျွန်တော်တည်။ဟာပေါ့အတိအကျပြောလို့ပြောမယ်ကျွန်တော်ထဲမှာတောက်လန်လောင်တောက်လောင်နေတဲ့ဟာလေးကိုတကပြောပြခြင်းဖြစ်ပါတယ်။ဒီညီကောင်မောင်နှမတွေကျွန်တော်ပြောချင်တာကကျွန်တော်လိုပဲဘုရားကိုခေါ်ကြည့်ပါ။မိစံကြည့်ပါ။ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်။ ဟိုဖြစ်နေတဲ့ဒုက္ခတွေဟိုတယောက်တည်းမဖြစ်ရှင်းပါနဲ့မကြိုးစားပါနဲ့ကိုးစားကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျာ